ကြည့်နေဆိုပြီးတော့လေမမာနာလည်းရှိတဲ့ခါကျတော့ကိုပါကိုဖန်ခံမယ်ဆိုပြီးတော့ပြောပြီးတော့ဘိုင်းဆိုတဲ့ဟာတော့ပုံတင်ပေးတာပါဘုံလုံးကပင်မကြတွန်းဆက်ဆိုလည်းလက်မောင်ပြုတ်သွားတာလေတကယ်ပြုတ်သွားအောင် ground ဆိုပြီးတော့လေအနားလည်းရရဲရှူတယ်ဟုတ်တယ်ကျော်ရှင်စရာမိသားစုလေးပေါ့လေဒါမဲ့ဟောအပြင်မှာတော့တော်တော်လေးပျော်ဖို့ကောင်းပါတယ် ပါဟုတ်ဘုံဘောင်ကလည်းကိုညမလေးလိုလည်းဖြစ်နေတော့ဒါအမကတော့ကိုချစ်တဲ့လူပညာရှင်လေးလည်းဖြစ်တဲ့အတွက်လာပြီးတော့အပေးတာပါရှင်ဟုတ်ဘုံဘောင်အချိုလည်းကျွတ်တတ်ပါတယ်သူရဲ့အလောင်းအလောင်းပဲပြောတာသူ့ရဲ့ဒီအလောင်းထဲမှာလည်းအချိုတွေလည်းပါတာပဲမမတို့ဒီရမတ်မှာဆိုလည်းအချိုတွေအများကြီးပါတာပဲ ဒီဟိုအမှာဆိုလဲဒါအရှိရာရိုက်ခဲ့တဲ့အိမ်နောင်တို့နောင်တို့မှာလဲအချိုတွေပါပါတယ်။ဇက်ကားတကားလုံးကြီးအကြည့်မယ်ဆိုလို့ရှိရင်ဒါသူကအလောင်ဘက်ကိုသွားတယ်ဆိုရင်အချိုတွေလည်းပါပါ။ဟာတာသူချစ်ခင်ဟာတာကမှဆိုလို့ရှိရင်လဲအရန်ရီရတာပဲလေအရန်ပောက်ခဲ့တာပဲ။ဆိုတော့သူကအမှန်ကတော့ဘုံဘုံကအကုန်ရပါတယ်။ခါကြလို့ရှိရင်လေသူအရန်ခိုင်းရအဲ့လိုမျိုးလေးလေဟိုလို့ကောင်းမလဲ။သူ့ကို तू အမှန်ကတော့ရေးစားတာမရှိဘူးနော်ဘုံဘုံလေးအမှန်တော့ romantic စီပါရင်ဆိုတော့ तू အရင်ဟိုတော်တယ်အဲကြောင့်လေနေဘလို့စဉ်းစားပြီးတော့နေဘလို့ရေးတာလဲကျမတို့နဲ့ကြတော့လေဟိုအရင်ခင်နေတဲ့အခါကျတော့လေဟိုကိုယ်ညီမလေးလို့လည်းဖြစ်တယ်ကိုသားသမီးလေးလို့လည်းဖြစ်တဲ့အခါကျတော့ပြောမနာဆိုမနာဖြစ်တာပေါ့အဲဒါကြတဲ့သူ့အမေအင်းကိုငချင်ချင်တာတော့မဟုတ်ဘူးနေဘလို့စဉ်းစားပြီးရေးတာလဲရေးစားတော့မထားဘူးပဲနဲ့ဒါမျိုးလေပြိုကြီးကတခါလေရေးတတ်တယ်ဟိုမှာကြည့်ပါလားရမတ်မာမှာထင်မက်လက်နဲ့ တပြေနဲ့ဟာဆိုလို့ရှိရင်လည်းသူရေးတာရရန်ကြီးရအဲ့လိုမျိုးလေးပေါ့ဟုတ်အဲ့တော့ကိုရိုင်ရောပြီးသားတဲ့ရမတ်တော့ဘယ်လောက်ထိအားရကျေနပ်မှုရှိလဲပေါ့မပြောမိပါဘူးအားရတယ်ဟောဟိုဗါလဲအရင်တော့ဘုံဘုံနဲ့စုံလာဆိုလို့ရှိရင်တော့အရင်တော့ဗီဒီယိုခင်မာတော့အမအားတို့အများကြီးရိုက်ခဲ့ပါတယ်ဒါပေမဲ့အခုဇလန်းနဲ့မှာဆိုလို့ရှိရင်တော့ဒါရှင်သွေးပေါ့နော်ရှင်သွေးရိုက်ခဲ့ပြီးတော့ဒါဒုတိယမြောက်စုံတဲ့ကားပေါ့အဲဆိုတဲ့အခါကျတော့သူနဲ့ဆိုင်ရင်ခင်ဗျာအမဒါရှင်သွေးထက်သူကပို့ပြီးတော့ဟိုဇက်အင်ကြီးတယ်တဲ့ပြီးတော့ရှင်သွေးထက်လည်းပို့ပြီးတော့အားရတယ်ပေါ့ ူကပြောခဲ့တယ်ဆိုတော့အမားတို့ကရိုက်တဲ့ခါကျတော့လေဇလန်းတွဲဆိုကိုပါတဲ့အပိုင်းကိုပဲကိုလောက်ကြတယ်တခါကျလို့ရှိရင်သူများတွေဘာအပိုင်းတွေဘယ်လိုရိုက်ခဲ့မှန်းကိုလည်းမသိဘူးဇကားတကားလုံးအမားတို့ပြန်ကြည့်တဲ့အခါကျမှသာအော်ဒီဘက်မှာဘုမာဟိုဘာလဲသွန်ဆက်ဆိုလို့ရှိရင်လေဒါဒါအများကြီးလောက်ခဲ့ရတာပဲဟိုဟာဒီယုဒနာတင်ဆိုလည်းများအဲ့တော့မှသိရတာ อืมตัวใส่ท้องရှိတယ်လေကြောက်ထက်အောင်อ่ะตัวอ่ะတက်ဆက်ဟိုဘယ်လိုပြောမလဲ तू อ่ะအရက်တောက်တယ်ဆိုပေမဲ့အရက်ကိုဟိုလိုမျိုးအရက်တမားကြီးလိုမျိုးဘူးရမ်းကားနေရမဟုတ်ဘူးလေ तू อ่ะအရက်တောက်တယ်ဆိုတာသူ့ရဲ့ဒီအင်းမြမိုးအရင်မင်းမဟိုပေါ်မှာနောင်နာတွေနဲ့နောင်နာစိတ်တွေနဲ့ तू อ่ะသူ့ကိုယ်သူသူမြင်းစဲတဲ့အနေနဲ့ तू อ่ะတောက်တာ तू อ่ะစိတ်ကောင်းအဲ့တော့စေတနာချိုးပေးတယ်ဆိုတဲ့ဟာသူ့ရဲ့စိတ်ရင်းအတိုင်းပြန်ချိုးပေးတာပေါ့ကျန်တဲ့သူတွေတည်သွားရတယ်ဆိုတာလဲဒါ तू อ่ะဘယ်လိုလဲဆိုတော့ဟို ဟိုတင်ရန်စာပေးတဲ့အနေနဲ့ပဲလေဘာလို့လဲဆိုတော့ရမတ်တွေအရန်ကြီးတယ်ဒီကားကိုကြည့်တတ်မယ်ဆိုရှင်ပညာရေးအများကြီးရပါတယ်ဘာလို့ဆိုတော့ရမတ်တွေအရန်ကြီးတဲ့အတွက်တယောက်တစ်မျိုးပူလောင်ရတယ်တယောက်တစ်မျိုးနင့်တာဆုံးရှုံးရတယ်ဆိုတာပြချင်တယ်ပြီးတော့ character တွေကြည့်မယ်ဆိုလို့ရှင်လည်း30 30မိုးတည်တာဆိုလို့ရှင်လည်းအမှန်ကတော့တနာဖို့ကောင်းတယ် သူ့ဘွားကဒါသူသူ့တောင်းကိုသူနေရာဘယ်လိုပြောရမလဲကျော်ထက်အောင်ရဲ့ကိုကျော်ထက်အောင်ရဲ့အချစ်ကိုရကျင်တယ်ဆိုတဲ့ဟာနဲ့သူရှင်းတန်းလာရတယ်ဆိုတော့သူ့ဘွားလေးရဆိုလို့ရှိရင်အမှန်ကယ်ဆိုတော့တနာဖို့ကောင်းအဝရီဆိုလဲဒီတိုင်းမှာဇာတိကိုသူတအားချစ်တာလေအဲ့တော့သူအားချစ်တဲ့မိန်းကလေးတယောက်နေနဲ့လဲသူကတနာဖို့ကောင်းနေပြန်အောင်ဒါအမနေရနေဒီမျက်စနေနေရနေဆိုလဲသူဒီတိုင်းပဲမျက်စနေကဟိုတစ္ဆာအမြဲတမ်းဖောက်ခံရတယ်အဲ့လိုမျိုးလေးနေလဲအဲ character တစ်မျိုးစီဆိုတော့တနာလဲတနာဖို့ကောင်းတယ်ရမက်ကြည့်လို့ရှိရင်ပူလောင်ရတ ဆိုတဲ့ဟာမျိုးပြလာတာပါနောက်ဆုံးထဲမှာဆိုတဲ့အခန်းနေပြီးတော့နောက်ဆုံးလိုက်ကြတော့ချစ်ဖို့ကောင်းတဲ့အခန်းဒီကဖြစ်သွားတော့เนาะဒါလုံးဝမျက်နှာမိတ်လောက်ချောက်ရထောက်ခံတာเนาะအဲနောက်ဆုံးသူကမထိနဲ့ဆိုပြီးတော့လေမထိနဲ့ဆိုတော့ဟို လို့ပြောမှာလေအမှန်ကသူစိတ်လဲလွတ်တာလဲပါတယ်ပေါ့နော်အဲပြီးတော့သူကယူတယ်ယူတာတော့မဟုတ်ပါလေပပလေးရင်ရင်လေးပေါ့စိတ်တော့မိန်းကလေးမျိုးသမီးတယောက်ကဘေးချန်နေချက်ဖြစ်သွားချိန်မှာစိတ်လွတ်သွားတာပေါ့စိတ်လွတ်သွားတဲ့ချိန်မှာဒါပေမဲ့သူကဟိုလိုမျိုးကြောက်စရာကောင်းအောင်မဟုတ်ဖဲနဲ့သူ့ရဲ့ဘာသာမျက်စံနဲ့နူးညံ့နေချစ်ဖို့ကောင်းတယ်ဆိုတော့စိတ်အတိုင်းပေါ်တာပေါ့အဲ့တော့မထိနဲ့ပေါ့ငါကို့ပါကိုအဖမ်းခံမယ်ပေါ့မမာနာလည်းရှိတဲ့ခါကျတော့ကို့ပါကိုအဖမ်းခံမယ်ဆိုပြီးပြောတာပြီးတော့ဘိုင်းဆိုတဲ့ဟာတော့ပုံတင်ပေးတာပါပုံတော့မမှန်တဲ့စကားပဲပေါ့အဲငါ့ကိုကျင်းန နဲ့ပါဟုတ်တယ်ဘယ်လိုမြင်မိလဲဟောဘယ်လိုရှိလဲအဲ့ဘောဟို um အမှန်နဲ့ပဲပြောရမှာပေါ့ဗျာဆိုတော့ तू ကဟိုအိမ်မှာလဲသူ့မှာလဲထရမာရှိတယ်ဆိုတော့မိသားစုမှာလဲ तू ကအမြဲတမ်းတကောင်နဲ့တယောက်တည်းဖြစ်နေတဲ့အခါကျတော့မိသားစုမှာလဲ तू ကအမြဲတမ်းအကျင်ခံရတဲ့ပုံစံဖြစ်နေတော့ तू ကအမြဲတမ်းမန်တင်နေမိနေရတဲ့အခါကျတော့အဲ့လိုကိုချစ်ရတဲ့သူတွေကပါကို့ပေါ်မှာတစ္ဆာဖောက်တယ်ဆိုတော့လဲ तू ကဒီပေါ်မှာပြန်ပြီးအကန့်ပြန်ဖြစ်သွားတာပေါ့ဟုတ်တယ်အကုန်လုံးထိုးကြတော့ဂျင်းနဲ့ပီတိပြည့်တယ်တနေ့တနေ့ဒီအမတို့ရမတ်ဆိုပြီးတော့ group ဖွဲ့ထားတာကိုပါဝင်တဲ့အိုက်တာတွေမိသားမိမိအကုန်လုံးက group ဖွဲ့ပြီးတော့တနေ့နေ့တပိုင်းတက်ပြီးဆိုရင်တပိုင်းသူများတွေထိုးတဲ့ဟာ တွေပို့ကြရည်ကြဟားကြပေါ့ဒါဆိုတော့ပြောရတယ်အဲဒီအမားတို့ပင်မန်းခံရကြုံနဲ့ပါတယ်အကောင်လုံးကပင်မန်းကြတွန်းဆက်ဆိုလည်းလက်မောင်ပြုတ်သွားလေတကယ်ပြုတ်သွား ground ဆိုပြီးတော့လေအနားလည်းရတယ်ရှူတင်အဲ့လိုမျိုးပေါ့အဲပင်မန်းခံရတဲ့ခိုင်ဟိုဂျိုနဲ့သွားတာပေါ့ပကံတုနဲ့ပကံတုနဲ့ဒါပေမဲ့ပကံတုနဲ့ဆိုရင်ပကံသူကလေဟိုဟိုဗာလဲခောက်လိုက်တဲ့အချိန်မှာဖြွာသွားအောင်လို့သူကနည်းနည်းလေးမမလေးလောက်ရတာပေါ့လေဖော့တော့မဟုတ်ဘူးပေါ့ အဲ့တော့ဟိုဇောင်းလေးနဲ့ထိသွားတဲ့ထဲမှာအထုဆိုမှလည်းနာတာပဲဟုတ်တယ်ပကံတူပါလေမှန်ပါတယ်ဘူရနာမှာဟုတ်တယ်ချစ်တယ်မှန်ကိုတနာပါတယ်အော်ပြီးတော့ဒီအမတို့ဒီဟိုရိုက်တဲ့ခါမှာလည်းဒီအကုံလုံးကလေဟိုဒီဆက်ဖွဲ့တွေကအစအကုံလုံးအကုံလုံးပါဝင်တဲ့မီးတို့မန်တို့တွေရောအကုန်လုံးအမတို့ဒီတင်းမောအကုန်လုံးကလေစစ်စစ်လုံးလုံးရှိကြတယ်ပျော်ပျော်ရွှင်ရွှင်နဲ့ရတယ်အမတို့ရှူတင်းမောရောက်တယ်ဆိုလို့ရှိရင်ဟိုပြောရမလဲအလုံးလုံးနေရလို့မခံစားရအောင် ရှူတင်မနဲ့မိုးလင်းလို့ရောက်လာပြီဆိုတော့ပြန်တဲ့အချိန်ထိဟိုဘလို့အချိန်ကုန်လို့ကုန်သွားမှမသိဘူး။ဒါဆိုဇက်ကစီးနေတဲ့အခါကျတော့ဒီဇက်ထဲမှာမျောနေတော့ပင်မန်းတယ်လို့မခံစားရဘူး။ဟုတ်တယ်။ကျောင်းရှင်ဇာမီသားစုလေးပေါ့လေဒါမဲ့ဟောအပြင်မှာတော့တော်တော်လေးပျော်ဖို့ကောင်းပါတယ် ဘယ်လိုပြောရမလဲစွစုစွစုကလည်းသူကဒီတန်းမှာကျတော့သူကဟိုမဟုတ်မခံလေးပေါ့နော်ဆိုတဲ့အခါကျတော့သူနဲ့အမှန်ငယ်ကိုချက်ထောင်းနဲ့နောက်ဆုံးခန်းလေးအကောင်တော့လည်းထိုးကြရဲလိုက်တယ်ပေါ့နော်အဲသူမျက်နှာလေးကလည်းကြည်ကြည်လင်းလင်းနဲ့ကိုချက်ထောင်းလည်းအရက်ဖြတ်သွားတယ်ဆိုတော့ကြည်ကြည်လင်းနဲ့ဆိုတော့လိုက်တယ်အဲအဓိကတော့ဇက်ကတော့အကောင်တော့မကောင်းတာတွေလုပ်တဲ့သူတွေကတော့သူ့လမ်းသူသွားကြတာပေါ့လေအခုသူတို့နှစ်ယောက်ကစိတ်ကောင်းရှိတော့ကောင်းတဲ့နေရာပေါင်းစည်းသွားတာပေါ့အဲ့လိုပုံစံမျိုးပေါ့ဟုတ်ဒါဆိုရမက်ပူရပြီဆိုတော့မအောင်ဘာကာရက်တာနဲ့ထပ်ပြီးတော့မြင်အောင်ပြိတ္တတရားနဲ့ ခက်ကြည့်ချင်တာတရားဆိုတော့အာအခုရုပ်ရှင်ခိုင်းပေါ့နော်ဟိုမောက်မီပြားဆိုရင်ရုပ်ရှင်ခိုင်းယုံကြည်မှုရှိပါတယ်အဲ့ကအဲ့ခါကြာလို့ရှိရင်လုံးဝမတူညီတဲ့ပြည့်သက်တွေလုံးဝမမြင်ဘူးတဲ့ character နဲ့ရုပ်ကိုမြင်ရမှာပါဟုတ်ကဲ့ဖြတ်ပြီးတော့စောင့်ကြည့်အောင်စောင့်ကြည့်လိုက်ပါဦးဟုတ်ကဲ့ဟုတ်ကဲ့